်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မန္တလေးအမြလန်မှတိုက်ပွဲဖြစ်ပွားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရန်ကုန်မန္တလေးအမြလန်မိုင်းတိုင်အမှတ်318အနီးကစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြားနိုဝင်ဘာ18ရက်နေ့ညနေ3နာရီချိန်တိုက်ပွဲဖြစ်နေတာကြောင့်လမ်းပိုင်းအုံပြုတဲ့သူတွေတတိထားသွားလာကြဖို့ ਨੇ လက်ရှိမှာလမ်းပိုင်းလဲယာယီပိတ်ဆို့နေတယ်လို့သိရပါတယ် 318မိုင်ဆိုတာကမန္တလေးမြို့တဲဝင်တော့မယ်လေတတအုပ်နဲ့မိတိလာကြမှာပါဒီမနက်ရန်ကုန်ကိုသွားဖို့မန္တလေးကအထွက်မှာတိုက်ပွဲဖြစ်နေတယ်ဆိုလို့စောင့်နေတာအချိန်ကနေ့လယ်ပိုင်းလေးရောက်နေပြီရန်ကုန်အဝင်နောက်ကျသွားနိုင်တာရောညပိုင်းမပေါင်းကျင်တာရောနောက်ရက်အေးစေးဖြစ်မှာပဲသွားတော့မယ်ဟုမန္တလေးမြို့ကညူတင်းမြန်မာရဲ့သတင်းရင်းမြစ်ကပြောပါတယ်တော်လန်ရေးပူပေါင်းတပ်တွေဟာရန်ကုန်မန္တလေးအမြန်လန်မိုင်းတိုင်အမှတ်318 319အနီးကပြင်စီအမြန်လန်ရဲကင်းစခန်းကိုတိုက်ခိုက်နေတာလို့သိရပါတယ် ိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့သက်ဆိုင်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖက်ကအတိအပြေးထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။အမြန်လန်းတိုက်ပွဲတွေနဲ့ပတ်သက်လို့မလို့အပ်ဖဲအမြန်လန်းအသုံးမပြုဘူး၊ကားမှန်ချမှောင်ဘူး၊လမ်းကိုညပိုင်းအသုံးမပြုကြဘူး။တိုက်ပွဲဖြစ်ပွားရင်ရောက်ရနေရမှာရက်တန့်ပြီးလုံခြုံတဲ့နှီးဆက်ရနေရာတွေမှာနေထိုင်ကြဘူး။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက2024ခုနှစ်အမြန်လန်းတိုက်ပွဲဖော်ဆောင်နေစဉ်ကတည်းကအတိအပြေးထားပါတယ်။ဆက်လက်ပြီးဖအန်နှင့်မော်လမြိုင်ခီးစစ်များတွင်မေအောင်လိုင်ကပြည်내အစိုးရများက တည်ခင်းထားသောရှေးရှင်တွေလက်ဖက်အချို့ပဲနဲ့အစားတောက်များကိုလုံးဝမတိုးမထိပဲကိုပိုင်ရေဘူးနဲ့အစားတောက်များကိုသာယူဆောင်စားတောက်တယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ဖအံမြို့နယ်နဲ့မွန်ပြည်နယ်မော်လမြိုင်တို့သွားရောက်သည့်ခီးစင်များတွင်အကြံဖတ်မြောင်းလိုက်ကသက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ကပြင်ဆင်တည်ခင်းထားသောရှေးရှင်တွေလက်ဖက်အချို့ပဲနဲ့အစားတောက်များကိုလုံးဝမတိုးမထိမစားမတောက်ပဲ၎င်း၏ကိုရေးအရာရှိအဖွဲ့ကပြင်ဆင်ပြီးတော့ ကိုပိုင်ရေဘူးပါရေနှင့်အစားအသောက်များကိုသာယူဆောင်စားတောက်ကြောင်းအစိုးရခီးစဉ်အတွင်မင်းအောင်လိုင်းနှင့်တွဲဆောင်ခွင့်ရခဲ့သောဌာနဆိုင်ရာသတင်းရင်းမြစ်များကပြောဆိုပါရယ်အကြံဖတ်မင်းအောင်လိုင်းကနိုဝင်ဘာလ15ရက်နေ့ကရင်ပြည်နယ်ဖအံမြို့နယ်သို့၎င်းနိုဝင်ဘာလ16ရက်နေ့မော်လမြိုင်မြို့သို့၎င်းသွားရောက်ပြီးဌာနဆိုင်ရာတွဲဆောင်ခွင့်များမြို့ကိုကြည့်ရှုစစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်းထို့သို့လုပ်ဆောင်ရာတွင်မင်းအောင်လိုင်းကသက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ကတည်ခင်းပေးထားသောတောက်ရည်လက်ဖက်ရှင်တွင်အချို့ဘွဲနှင့်အစားအသောက်များကိုလုံးဝမစားတောက်သည့်အပြင် ိုးထိခြင်းသာမပြုလုပ်ကြောင်းအချင်းတော်တော်များများတွင်ထင်ရမရကိုမင်းအောင်လိုက်ကရှောက်ပြောနေခဲ့ပြီးပြည်ဆောင်ပွဲများတွင်အနည်းဆုံးတနအီကျော်ကြာအောင်မယမနာတဦးတည်းပြောဆိုမှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။သူရှိမှရှိရှင်တွေကွက်မြမမုံနဲ့လက်ဖက်အချိုးပွဲတွေချထားတယ်။သူတခြားလုံးစကားပြောတယ်တနအီကျော်လောက်ကြာတယ်။အဲ့ဒါသူရှိမှချထားတဲ့ပြည်내အစိုးရအဖွဲ့ကပြင်ပေးထားတဲ့တောက်ရင်ရှင်တွေအချိုးပွဲမထိုးမထီးဘူး။သူကိုရေးအရာရှိအဖွဲ့ကစီစဉ်ပေးတဲ့ရေဘူးကိုပဲတောက်တယ်။နေလေစာရီဘာရီစားတော့လေ ြည်내အစိုးရအဖွဲ့ကစီစဉ်ပေးတာမစားဘူးသူကိုရေးအရာရှိအဖွဲ့ကစီစဉ်တာကိုပဲစားတယ်ဟုမြောင်လိုက်အပြုမူနေအနေထိုင်ကိုတရားသတိထားမိခဲ့သောဌာနဆိုင်ရာသတင်းရင်းမြစ်ကပြောဆိုပါရယ်မြောင်လိုက်သည်ကရင်ပြည်내ဖက်အမျိုးခီးစဉ်အတွင်လုံခြုံရေးစိတ်မချရမှုနှင့်ခီးစဉ်သတင်းပေါက်ကြားမှုကြောင့်အစီအစဉ်များဖျက်သိမ်းခြင်းနှင့်တပ်နှင့်တွဲဆုံပွဲများဖျက်သိမ်းမှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါရယ်နိုဝင်ဘာလ15ရက်နေ့ဖအံမြုတ်ခီးစဉ်အတွင်အကြံဖတ်မင်းအောင်လိုင်ကဌာနဆိုင်ရာတွဲဆောင်ဖွဲ့နှင့်လှုပ်ဆောင်ခဲ့ပြီးနောက်လူငယ်စင်တာနှင့် စွဲကပင်မိုးလုံလေးလုံးအားကစားခွင့်တိဆောက်မှုကိုတွားရောက်စစ်ဆေးခဲ့ကြောင်းမူလအစီအစဉ်ဖြစ်သည့်ဖအန်ထက်နေတွေ့ဆုံပွဲနှင့်တောင်ကလေးစစ်ဆေးရုံတို့တွားရောက်မြေစီစဉ်များကိုဖျက်သိမ်းခဲ့ကြောင်းရှင်အောင်ဖအန်တွင်ညမအိတ်တော်ပဲရဟတ်ရင်ဖြင့်မော်လမြိုင်တို့ထွက်ခွာကာအရှိတောင်တိုင်းစစ်ဌာနချုပ်တွင်ညအိတ်ခဲ့ကြောင်းသိရပါသည်ဆလပီမုံရွာမြို့နယ်တာစီနေမြေရဲစခန်းကိုဝင်ရောက်တိုက်ခိုက်မှုတွင်နေရာတွင်ရဲလေးဦးပွဲချင်းပြီးတိုက်ဆုံနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းမုံရွာမြို့နယ်တာစီရွာရဲစခန်းကိုဝင်ရောက်တိုက်ခိုက်မှုတွင်နေရာတွင်ရဲလေးဦးပွဲချင်းပြီးတေဆုံးခဲ့ကြောင်း Rocket Fighter မှလာပြီးညတရင်ဌာနသို့ပြောကြားပါရယ်ရှမနီနိုဝင်ဘာလ18ရက်နေ့နနက်9:00နာရီမှနနက်10:00နာရီခန့်အချိန်ထိမုံရွာထောင်နီမီတာ100အခန့်အကွာတာစီရဲစခန်းကိုတော်လန်ရဲတပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်ထိုတိုက်ခိုက်မှုမှာစစ်တပ်၏ထိုးစစ်ကိုလက်တုပ်ပြန်တိုက်ခိုက်ခြင်းဖြစ်ပြီးတိုက်ပွဲအတွင်းရဲတပ်သားလေးဦးသေဆုံးသွားကြောင်း တော်လည်ရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။ရဲလျောက်သေးတယ်။တန်တော်ကတော့ကျွန်တော်တို့စုံစမ်းနေသေးပါ။မုံရထောင်ကစစ်ကူလာလို့လက်နက်တွေကောက်ချိန်မရခဲ့ပါဘူး။ကျွန်တော်တို့ရဲ့ရဲဘော်တွေအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနေခဲ့ပါတယ်ဟု Rocket Fighter မှလာပြီကပြောဆိုပါတယ်။စစ်စင်ရေးကို Rocket Fighter ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့နဲ့ချင်းတွင်တွေဦးတော်လည်ရဲအင်အားစုညာဦးခရိုင်တရင်တုံဘိုးကြားကြီးအဖွဲ့တီပေရင်ဘူးတလင်တပ်ပေါင်းစုမြို့ပြပြောက်ကြားတပ်ဖွဲ့ အာဗန်ဂရဲလာနေမီကန်တပ်ဖွဲ့စသည်တို့ဖြင့်ပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးမြောက်ဝရီမြို့နယ်လေးကိတ်ကော်တို့စစ်တပ်ကလေရင်ဖြင့်ပုံချက်ပြီးလက်နက်ကြီးများစတိုက်ပစ်ခတ်နေကမြေပြင်မှလည်းစစ်အင်အားအလုံးရင်ဖြင့်တက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်ထိုင်းမြန်မာနယ်စပ်လေးကီကော်ဘတ်ကိုအကြမ်းဖက်စစ်တပ်ကဝိုင်းတွဲလေရင်လက်နက်ကြီးများဖြင့်ဇက်တိုက်ပုံကျပစ်ခတ်ပြီးမြေပြင်မှလည်းစစ်အင်အားအလုံးရင်ဖြင့်ထိုးစစ်ဆင်နေကြောင်းကရင်စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ် ယနေ့နိုဝင်ဘာ18ရက်နေ့ည9:00နာရီကျော်ခန့်အချိန်မှစတင်ပြီးည8:30မိနစ်အချိန်အထိအကြမ်းဖက်စစ်တပ်က 6K ကော်သို့ဝိုင်းတွဲလျင်ဖြင့်ဇက်တိုက်ပုံကျက်လျက်ရှိကြောင်းမြောက်ရီမျိုးဆောင်တန်းခမာယာ225တရင်ကလည်း122မမလက်နက်ကြီးများဖြင့်အဆက်မပြတ်ပြစ်ခတ်နေကြောင်းသိရပါတယ်။ထို့ပြင်မြေပြင်မှလည်းအကြမ်းဖက်စစ်တပ်ကလူလိုင်းလုံးအလုံးရင်ဖြင့်၄ကီကော်မျိုးစီတို့ဥတီထိုးစစ်ဆင်ရွေးလျားလာနေကြောင်းနှစ်ဖက်ထိတွေ့တိုက်ပွဲများပြင်းထန်နေပြီးတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားကြောင်း စစ်တပ်ကစစ်မှုထမ်းတပ်သားတင်များဖြင့်လေးကိတ်ကော်ရှိဆွဲတော်အမြောက်ကုန်းကိုရရှိရေးထိုးစစ်ဆင်မှုအခြေအနေရှိကြောင်းသိရပါသည်။လေးကိတ်ကော်ကိုစစ်တပ်ကလူလိုင်းလုံးစစ်စင်ရေးနဲ့မြေပြင်စစ်ကြောင်းထိုးတိုက်စစ်ဆင်နေပါသည်။အခုနနက်10နာရီကျော်ကနေ17နာရီခွဲအထိဝိုင်းတွဲနဲ့ပုံဖက်ကျဲတိုက်ခိုက်နေတယ်။မြေပြင်တိုက်ပွဲအတွင်းမှာစစ်တပ်ကထိခိုက်သေးဆုံးတာတွေရှိနေတဲ့ကြားကစစ်သားတစ်တွေနဲ့ဆွဲတော်အမြောက်ကုန်းကိုထိုးစစ်ဆင်နိုင်ဖို့စစ်ကြောင်းပတ်လာနေတယ်ဟုဒေသရင်းစစ်ရေးသတင်းရေးမြစ်ကပြောဆိုပါရယ်။ အကြံဖက်စစ်တပ်၏ဝိုင်းတွဲလျင်ဖြင့်ဖုံးကျဲတိုက်ခိုက်တံများလက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်တံများကိုထိုင်းနိုင်ငံမင်းဆောင်မြို့နယ်တီကျေလောင်စွာချရာကြောင်းမင်းဆောင်မြို့တွင်နေထိုင်သူများကပြောဆိုကြပါသည်။အလားတူယမန်နီးကလည်းမြောက်ဝတီမြို့အနီး၄ကီကော်နှင့်မေထော်တလီဘက်ကိုအကြံဖက်စစ်တပ်ကလက်နက်ကြီးများနှင့်တောက်လျှောက်ပစ်ခတ်ခဲ့ပြီးဘူရန်နိုင်ကုန်းလို့ခေါ်တဲ့အင်ဂျီကုံဖုံးကြီးကြောင့်နဲ့ကြောက်ခုဘက်ကိုစစ်ကြောင်းထိုးလာတာကြောင့်ကြီးထွေးတိုက်ပွဲများပြင်းထန်ခဲ့ပြီးလက်ရှိအချိန်အထိတိုက်ပွဲဆက်လက်ပြင်းထန်နေစေဖြစ်ကြောင်းသိရပါသည်။ ဆက်လက်ပြီးကပ်ပလူမျိုးနဲ့ဘူကုန်းရွာရှိစစ်တပ်အထိုင်ဂိတ်တွင်ပေါ်တာဆွဲဖမ်းဆီးခံရသည့်လူငယ်လေးဦးကျွန်းလာအချုပ်ထောင်ဖောက်၍ထွက်ပြေးလွတ်မြောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းကပ်ပလူမျိုးနဲ့ဘူကုန်းရွာရှိအချမ်းဖက်စစ်ကောင်စီအထိုင်ဂိတ်တွင်ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရသည့်ပြည်သူလေးဦးကျွန်းလာအချုပ်ထောင်ဖောက်ပြီးခွက်ပြေးလွတ်မြောက်ခဲ့ကြောင်းကျွန်းလာကံပလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါရယ် အော်တိုဘာလ30ရက်နေ့မှနိုဝင်ဘာလ8ရက်နေ့အထိကံဘလူမြို့နယ်ဘူကုန်းစစ်ကောင်စီအထိုင်ဂိတ်တွင်ပေါ်တာဆွဲခန့်ခဲ့ရသည့်လူငယ်အမျိုးသား၄ဦးကကျွန်းလအချုပ်ထောင်မှနိုဝင်ဘာလ10ရက်နေ့ည7:00နာရီခွဲအချိန်အချုပ်ထောင်ဖောက်ပြီးဖွဲ့ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်းလက်တလောတွင်ထောင်ဖောက်ပြေးလာသူ၄ဦးကိုတပ်ဆိုင်ရာမြို့နယ်မိသားစုများစီသို့ချိတ်ဆက်ပို့ဆောင်ပေးထားပြီးဖြစ်ကြောင်းသိရပါသည်။ဖြူစောတိလိုအပ်ချက်ကလည်းအရန်မြင့်နေတယ်ပေါ့နော်။ပြူလူတို့ကနိုင်ငံရေးနဲ့စီးပွားရေးအကျပ်တဲကြောင့်ရရလုပ်ငန်းလုပ်ကင်ကြရတယ်။ ်သတင်းအမှောင်ချဖို့အင်တာနက်လိုင်းဖုန်းလိုင်းဖြတ်ခန့်ထားရတော့မြေပြင်မှာဖြစ်နေတဲ့သတင်းတွေကိုအချိန်နဲ့တပြေးညီမသိနိုင်ကြဘူးဗျာအဲ့ဒါကြောင့်မိသားစုကြောင့်အလုပ်လုပ်ဖို့သွားလာကြရင်တောင်ကိုသွားမဲ့နေမြေလမ်းကြောင်းစုံစမ်းပြီးမှသွားလာကြဖို့တိုက်တွန်းချင်ပါတယ်ဟုကျွန်းလာကတ်မလို့တက်ကြွလှရှားသူများအဖွဲ့မှတာဝန်ရှိသူများကသွားလာရေးခရူးစိုက်ကြရန်တိုက်တွန်းပြောဆိုပါတယ်အချမ်းဖက်စစ်တပ်ဤပေါ်တာဆွဲဖမ်းဆီးခံခဲ့ရရမှာထွက်ပြေးလွတ်မြောက်လာသည့်ပြည်သူများသည့်ကဏီမျိုးနှင့်ရေစကြိုမျိုးနှင့်မုံရွာမျိုးနှင့်ပလဲမျိုးနှင့်များမှဖြစ်ကြောင်း ဖြူစောတိလိုအပ်ချက်များနေ၍ဝါသဝါကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ကြောင်းလက်ရှိဖမ်းဆီးခံထားရသူများကိုငွေကြေးနှင့်လူရွေးရန်လှုပ်ဆောင်သူများကိုလည်းပြန်လွှတ်ပေးခြင်းမရှိဘဲလူရွေးရန်ကြိုးပမ်းသူကိုပါထပ်မံဖမ်းဆီးခြင်းများလှုပ်ဆောင်သည်ကိုတွေးရှိခဲ့ကြောင်းကိုတိုင်ဖမ်းဆီးခံခဲ့ရရမှပြန်လည်လွတ်မြောက်လာသူများကပြောဆိုပါတယ်ခုဖမ်းခံပြီးပြန်လွတ်လာတဲ့လူငယ်တွေကအသက်16နှစ်2ယောက်အသက်21နှစ်နဲ့33နှစ်အရွယ်တွေပါနာမည်ကလုံခြုံရေးအရာပြောလို့မပြေလို့ခုကလူငယ်လူရွယ်တွေအကုန်ဆွဲနေတာ စပယ်နန့်သာရော့ခိတ်တွေကဆွဲနေတာကံဘလူနယ်ကတော့သတိထားရမယ့်နေရာပါပဲဟုအကြံဖတ်စစ်တိတ်ပေါ်တာဆွဲနေသည့်အခြေအနေနဲ့ပတ်သက်၍ကျွန်းလကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှတာဝန်ရှိသူကပြောပါတယ်ကံဘလူမြို့နယ်အတွင်းစစ်တပ်နှင့်ပြူစောထီများကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းပြည်သူများထံမှငွေကြေးနှင့်ရွှေအဖိုးတန်ပစ္စည်းများလုယက်ခြင်းအမျိုးသမီးများကိုမတိုင်ကျက်တက်ဖြတ်ခြင်းများကျူးလွန်လျက်ရှိကြောင်းဒေသတော်လှန်ရေးတရင်ရင်းမြစ်ကသတိပေးထားပါတယ်ကျမိုင်းတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ 阿拉买雪人，产品咋巴子先？